ရုရှားနဲ့ယူကရိန်းတို့ရဲ့အပြေလျှော်ရခတ်နေတဲ့ပြေခက်ရစေးသဘောတူညီမှုမရဖြစ်ခဲ့ပြီးရနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရုရှားသမ္မတဗလာဒီမာပူတင်ယူကရိန်းသမ္မတဗိုလိုဒီမာဆယ်လက်စကီတို့နဲ့တူရကီနိုင်ငံနဲ့တွေ့ဆုံရန်လမ်းဖွင့်ထားတယ်လို့အင်ဖြူရောကပြောကြားခဲ့ပါတယ်။နောက်ပတ်စလုံးကကိုယ်စားလှယ်များဟာဇွန်လ၂ရက်ကအစ္စတန်ဘူမှာတွေ့ဆုံခဲ့ရာစစ်အကြီးအကဲများပြားကိုလဲလှယ်ရဲ့နောက်ထပ်သဘောတူညီချက်တည်းရရှိခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်တို့ဟာမေလအလဲတုန်းကလည်းအစ္စတန်ဘူမှာပထမအကြိမ်တွေ့ဆုံခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ယူကရိန်းသမ္မတဗိုလိုဒီမာဆယ်လန်စကီအမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ယခုလကုန်ပိုင်းတတိယကျော်ဆွေးနွေးပွဲဖြစ်အစ္စတန်ဘူဒါမှမဟုတ်အန်ကာရာမှာတွေ့ဆုံရန်တူရကီသမ္မတအာဒိုဂန်ကအဆိုပြုခဲ့ပါတယ်။ ူတင်ကအဲ့လိုတွေးဆောင်ရန်လက်ရှိအချိန်ထိငင်းဆန်ထားပါသည်။ဒါပေမဲ့ဇယ်လန်စကီးကမူတွေးရန်ဆန္ဒရှိရလို့ပြောကြားထားပြီးအ धिक ပြဿနာများကိုခေါင်းဆောင်ဆင့်ဆွေးနွေးပွဲများတွင်သာဖြေရှင်းနိုင်တယ်လို့ပြောကြားပါသည်။သုံးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲပြင်းပြပြီးဆုံးစေလို့တဲ့ထရန့်ကမှအခြေအနေပေးလာမယ်ဆိုပါကသုံးပွင့်ဆိုင်တွေ့ဆုံရန်လမ်းဝင်ထားတယ်လို့ပြောကြားထားပါတယ်။ ဒါပေမဲ့လည်းနှစ်နိုင်ငံခေါင်းဆောင်များနှစ်ဖက်စလုံးအတူဆွေးနွေးရမယ်လို့ထရန့်ကပြောကြားထားကြောင်းအင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာလိုရင်းလီယာဗစ်ကဝါရှင်တန်မှာပြောကြားခဲ့ပါသည်ထရန့်ကပူတင်ဇယ်လန်စီတို့နဲ့တွေ့လို့နေရဆိုပေမဲ့လေဇွန်လ2ရက်အစ္စတန်ဘူဆွေးနွေးပွဲမှာမိသည့်အမေရိကန်ကိုယ်စားလှယ်မှပါဝင်ခဲ့ခြင်းမရှိဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ကအမေရိကန်ရဲ့ခိုင်မာတဲ့ခြေလှမ်းတွေကိုတော်တော်လေးစောင့်နေရတာပါအပြေးဝပြေးခက်ရက်စဲရေးကိုရုရှားသဘောတူအောင်တွန်းအားပေးဖို့ထရက်အနေနဲ့ပြည်ထောင်နယ်ပိတ်ဆို့မှုတွေကိုချမှတ်ဖို့တိုက်တွန်းလာတယ်လို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်ဇော်လာနှစ်ရက်စည်းဝေးမှာအပြေးဝပြေးခက်ရေးဆေးရေးအတွက်ယူကရိန်းရဲ့တောင်းဆိုမှုကိုရုရှားကပယ်ချခဲ့တယ်လို့ယူကရိန်းကပြောကြားခဲ့ပါတယ်။အဲဒီအစားရှေ့တန်းနေရာချို့မှာနှစ်ရက်မှသုံးရက်အထိတစ်စိတ်တစ်ပိုင်းပြည်ရဲ့ရေးကိုရုရှားကကန့်လန့်ခဲ့တယ်လို့ဆိုပါတယ်။